앉이있는 오픈 라이브 아비크냐 ဂျပန်မှာသွားရောက်ကျောင်းတက်ခြင်းနဲ့ကလေးတွေအတွက်ဆိုရင်ကျမတို့အကျောင်းကဂျပန်နိုင်ငံရဲ့90ရာခိုင်နှုန်းသောကျောင်းနေနဲ့အကျိုးတူပူပေါင်းစာချုပ်ချုပ်ဆိုထားပြီးတော့ဂျပန်နိုင်ငံမှာပညာသွားရောက်သင်စားခြင်းနဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ဆွေးနွေးတိုင်ပင်ပေးတယ်သူတို့ရဲ့အတတ်မူဝန်းကျောင်းပညာတွေအတွက်လည်းကျမတို့ကသူတို့ဘယ်ဟာတွေကိုလေ့လာတယ်ဘာတွေကိုစိတ်ဝင်စားတယ်ဆိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ကလမ်းညွှန်ပြသပေးတယ်အာကြောင်လေးမှာကတော့ကျွန်တော်ဒီတောင်ကြီးမှာလည်းဒီလိုမျိုးကြောင်တွေအများကြီးလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးလိုအပ်နေတဲ့အချိန်မှာအခုလိုမျိုးလေးအရန်လေး standard လေးအရန်မြင့်နေ level တစ်ခုမှရှိတဲ့ကြောင်လေးတစ်ခု ကိုတောင်ကြီးမှာလာဖွင့်ပေးတဲ့အတွက်လည်းအရန်လည်းဝမ်းသာတယ်တော်တော်လေးလည်းအဆင်ပြေတော့တွေ့ရပါတယ်ဗျ။ ီယန်ကုန်မှာဆိုရင် PKD ရုံးခွဲရုံးချုပ်ကတော့ဇဝနာမှာဖွင့်လှစ်ထားပြီးတော့နောက်ထပ်ကျောင်းခွဲအနေနဲ့ကတော့တောင်ငကုံမြို့နယ်၊လှဲလန်းမြို့နယ်တွေမှာဖွင့်လှစ်ထားရှိတာပဲဖြစ်ပါတယ်။မန္တလေးကျောင်းခွဲ၊ပဲခူးကျောင်းခွဲနဲ့အခုဒီတောင်ကြီးကျောင်းခွဲဖွင့်လှစ်တာဆိုရင်တော့နောက်ဆုံးပဲဖြစ်ပါတယ်ရှင်။အောင်မြင်စွာခဲတုကိုလက်ခုပ်တဲ့အချိန်တွေကိုဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ KT ဖွင့်ပွဲလုပ်တဲ့ဆိုတော့ကျွန်တော်ကလည်းအဲကျွန်တော်ညီလေးရှိရဲဂျပန်သွားဖို့ပြင်နေတဲ့သူတွေအတွက်ရှိရဲပေါ့နော်အဲအဲအတွက်ကိုကျွန်တော်တခါလေးလာပြီးတော့လာပြီးစနီးနာပါပေါ့နော် အာကြောင်လေးမှာကတော့ကျွန်တော်တို့ဒီတောင်ကြီးမှာလည်းဒီလိုမျိုးကြောင်တွေအများကြီးလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးလိုအပ်နေတဲ့အချိန်မှာအခုလိုမျိုးလေးဒီအရန်လေး standard လေးအရန်မြင့်နေ level တစ်ခုမှာရှိတဲ့ကြောင်လေးတစ်ခုကိုတောင်ကြီးမှာလာဖွင့်ပေးတဲ့အတွက်လည်းအရန်လေးဝန်တာတယ်တော်တော်လေးလည်းအဆင်ပြေတော့တွေ့ရပါတယ်ဗျဒီတင်တန်းလေးကိုတော့လေညီမကညီမရဲ့ဟိုဟိုဂျပန်သွားမဲမောင်လေးတွေရှိတာပေါ့နော် အခါကျတော့ဒီရဲ့တင်တန်းကလည်းအစ်စ်ဖွင့်နေပြီးတော့သူကအဲညီမတို့ကအရှိတုံးကလည်းလူလိန်ခံရဖူးရဲ့ပေါ့နော်အခါကျတော့ဒီရဲ့တင်တန်းကိုလည်းတိချင်စိတ်အပြည့်နဲ့လာပြီးတော့တက်ရောက်တာပါပေါ့နော်ကျွန်တော်တငယ်ချင်းနေရတော့သူတို့အမြဲတမ်းအဲ့လိုသွားဖို့ပဲကြံရွယ်နေကြပြီးစာရည်လည်းလောက်ကြစာရည်လောက်ကြပြီးခါကျတော့သူတို့သွားဖို့ရှာရတယ် ဒီမှာသွားဖို့ဆိုရင်ကိုပိုင်သွားတာအထက်ကိုအခုကချိတ်ပြီးသွားတာကိုကိုယုံကြည်ကြတဲ့အတွက်သူတို့ဆိုရန်ကုန်မန္တလေးအဲ့လိုနေရာတွေမှာသွားပြီးတော့တနန်းနေရှာရဲအေဂျင့်နေရှာရဲပေါ့နော်အခုဆိုတော့ဒီတောင်ကြီးမှာဒီလိုရောက်လာတဲ့အတွက်သူတို့အတွက်အရင်မခက်ခဲတော့ဘူးပေါ့ ီမှာဂျပန်အကြောင်းလေးတခုဒီမှာလာဖွင့်ဖို့ရှိတယ်ပေါ့အဲ့ဒါကျမတို့ဒီတောင်ကြီးမြို့ခံအနေနဲ့ပေါ့နော်လိုအပ်တာလေးအကူညီပေးပါဆိုတဲ့အတွက်ကြောင့်ဒီမှာเจ้าဥတီနဲ့လာတွေ့ပြီးတော့မှသူတို့လိုအပ်တဲ့ဟာလေးကိုအကူညီလာပေးဖြစ်တာပါရှင့်နော်ဒီမှာရဲ့เจ้าမြေဝန်ဆောင်မှုအသေးစိတ်ကလေးဒီစီးလို့လည်းစိတ်ဝင်စားနေတယ် ဂျပန်မှာသွားရောက်ကျောင်းတက်ခြင်းတဲ့ကလေးတွေအတွက်ဆိုရင်ကျမတို့အကြောင်းကဂျပန်နိုင်ငံရဲ့90ရာခိုင်နှုန်းသောကျောင်းတွေနဲ့အကျိုးအတူပူပေါင်းစာချုပ်ချုပ်ဆိုထားပြီးတော့ကျောင်းသားတွေဂျပန်နိုင်ငံမှာပညာသွားရောက်သင်စားခြင်းတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ဆွေးနွေးတိုင်ပင်ပေးတယ်သူတို့ရဲ့အတတ်မူဝန်းကျောင်းပညာတွေအတွက်လည်းကျမတို့ကသူတို့ဘယ်ဟာတွေကိုလေ့လာရဲဘာတွေကိုစိတ်ဝင်စားရဲဆိုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျမတို့ကလမ်းညွှန်ပြသပေးတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျမတို့ရဲ့ BKD ကျောင်းကနေပြီးတော့ online class တွေ online class တွေပေါ့နော်ဒီကျောင်းမှာလာတက်နိုင်တဲ့ကလေးတွေအတွက်ပဲဖြစ်ဖြစ်အပြင် ြင်ကနေပြီးတော့မတက်နိုင်တဲ့ကလေးတွေအတွက်ဆိုရင်လည်း online class တွေကိုလည်းတင် जा ပေးခြင်းပြုလုပ်ပေးပါတယ်ဂျပန်သားတင် जा ပေးခြင်းကိုအခြေခံကနေစပြီးတော့ N5 N4 N3 N2 N1 level အထိတင် जा ပေးခြင်းတွေပဲဖြစ်ပါတယ်တတိယတစ်ချက်အနေနဲ့ကတော့ကျမတို့ရဲ့ BKD ကနေပြီးတော့ဂျပန်နိုင်ငံကိုတွားရောက်အလုပ်လုပ်ကိုင်ခြင်းနဲ့ကလေးတွေအတွက်တိုကုတေဟီဂီနိုဆိုတဲ့ကျွမ်းကျင်လှူဒါန်းပို့ဆောင်ပေးခြင်းကိုလည်းပြုလုပ်ပေးပါတယ်အဲ့ဒီအတွက်လည်းကျမတို့ရဲ့ဝန်ထမ်းတွေကနေပြီးတော့ကလေးတွေဒီမှာ interview မယ်ဆိုရင် interview training နေဂျပန် ်လှုပ်ရှင်တဲ့ diet interview ခြင်းတွေအလှုပ်ရှင်တဲ့အလုပ်သမားညှိနှိုင်းဆွေးနွေးပေးတွေလည်းကျမတို့ကပြုလုပ်ပေးပါရရှင်။နောက်ဆုံးနံပါတ်၄ချက်အနေနဲ့ကတော့ကျမတို့က ID နီးပညာသင်ကြားပေးခြင်းပဲဖြစ်ပါတယ်။ ID နီးပညာသင်ကြားပေးခြင်းကိုတော့ကျမတို့ရန်ကုန်ကျောင်းခွဲတွေမှာဆိုရင်တော့ပြုလုပ်ပေးပါတယ်။ ID နီးပညာရ ID PC ပတ်အိတ်ဆန်းတွေကိုဖြည့်ဆွနိုင်ရန်အတွက် ID Class ID FB သင်တန်းတွေကိုဖြည့်ဆွအောင်မြန်နိုင်ရန်မျိုးစုံသင်ကြားပေးပြီးတော့နောက်တစ်ခုက Computer Basic Class နဲ့ Coding of Kids ဆိုတဲ့သင်တန်းတွေကိုလည်းရန်ကုန်မြို့ကျောင်းတွေမှာဖွင့်လှစ်ထားရှိတာပဲဖြစ်ပါတယ်ရှင်။ဒါကျမတို့ရဲ့ ဲ့ဝန်ဆောင်မှုပေးနေတဲ့ဝန်ဆောင်မှုလုပ်ငန်းစဉ်လေးချက်ပဲဖြစ်ပါတယ်ရှင် language school နဲ့ကျောင်းတက်ပြီးသွားတဲ့ကျောင်းသားတွေအနေနဲ့ကပေါ့နော်တကယ်လို့သူတို့ college ချက်ပြီးတော့တက်ချင်တာပဲဖြစ်ဖြစ်တောင်းမှု uni ဆိုင်ချင်တာပဲဖြစ်ဖြစ်တောင်းမှုအလုပ်ဖက်ပြောင်းချင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကျောင်းသားတွေဆိုရင်ကျောင်းသားရဲ့ဒီ low acid တွေအောင်လက်မှတ်တွေကိုမေးပြီးတော့မှကျောင်းသားဘယ်ဘက်ကိုသွားချင်လဲပေါ့နော်သွားချင်တဲ့အပိုင်းကိုဒီဘက်ကနေပြီးတော့မှအာကူညီဖြည့်ဆည်းပေးပါတယ်ဟုတ် intake ကတော့၄ခုရှိပါတယ်ရှင်အဲ intake တွေကတော့၄လပိုင်း၇လပိုင်း၁၀လပိုင်း၁လပိုင်း intake တွေရှိပါတယ်အင်းဒိတ်လိုက်တော့ဂျပန်သားလည်းပဲတက်မှတ်ချက်တွေလည်းရှိပါရဲ့ရှင်။ဟုတ်လက်ရှိဂျပ မှာပေါ့နော်အခက်စုဒိုဗီဇာပြီးလို့ရှိရင် training visa တကူတဲ့ visa ပြီးလို့ရှိရင် student visa နဲ့ရောက်ရှိနေတဲ့အကြောင်းမူကြောင်းသားတွေရဲ့အတွက်ပေါ့နော်အဂျပန်ကို university ဒါမှမဟုတ်ရှင် college ပြန်လျှောက်ချင်တဲ့သူတွေအတွက်အကြောင်းပြန်လျှောက်ပေးပါရခြင်း PKD ရဲ့ပေါ့နော် service ပိုင်းနဲ့ပတ်သက်ပြီးရောငွေကြေးအမခန့်ချက်တွေနဲ့ပတ်သက်ပြီးရောကြတော့ PKD ဘက်ကအလုံးစုံတောင်းဝင်ယူတယ်။ကျောင်းသားစီကနေမှအလီလီငွေကြေးကောက်ခံတာမျိုးမရှိဘဲနဲ့အဲအကောင်းဆုံးပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီး100%အမခန့်ချက်ရှိပါရဲ့ရှင်။ ဒါဆိုရင်သူကချစ်ကြောင်မြောက်ပေါ့နော်တခြားမျိုးတွေမှလည်းဖွင့်ထားတယ်အခုမှဒါတောင်ကြီးကိုစပြီးတော့ဖွင့်လိုက်တာဆိုတော့ဂျပန်ကိုအလုံးနဲ့သွားချင်လားအဲចောင်းတက်တောင်းတက်ပြီးတော့သွားချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီ PKD ကျောင်းကအရင်စင်ပြေတယ်ပေါ့နော်အရင်ကောင်းတယ်လို့ပြောမှာပေါ့နော်ဒီလိုဂျပန် education funder အကြီးလာဖွင့်တာပေါ့နော်အဲပြီးတော့သူ့ရဲ့သင်တန်းကျောင်းတွေကလည်းတခြားအများကြီးပဲရှိတာကိုပြီးတော့ဒီကနေဆိုလဲရှစ်ကျောင်းမြောက်လို့ပြောမှာပေါ့နော်အဲအဲ့အတွက်ကြောင့်မလို့ တောင်ကြီးမြို့ဝရင်ပြီးတော့ဂျိုဖိုပါတယ်ဝမ်လဲဝမ်းသာပါတယ်ဟုတ် ပန်ကိုသွားမဲ့လူငယ်တွေအတွက်ကတော့ဗောနော်အဓိကအနည်းဆုံးကျောင်းနဲ့သွားမဲ့ကလေးတွေဆိုရင်တော့ and 4 level and 3 level ကအောင်မြင်ထားရမှာပဲဖြစ်ပါတယ်အလုံးနဲ့သွားမဲ့ကလေးတွေအတွက်ဆိုရင်တော့ and 2 level ထိအောင်မြင်ထားရမှာပဲဖြစ်တယ်ဗောနော်ကျမတို့ရဲ့ PKD မှာတော့ဂျပန်ကိုကျောင်းလျှောက်တဲ့ကလေးတွေအတွက်ဆိုရင်ကျမတို့ဂျပန်နေနဲ့ဒါရိုက် interview ကမဖြစ်မနေလို့အပ်ပါတယ်ရှင်အဲ့ဒီအတွက်လည်းကျမတို့ PKD ကနေပြီးကျောင်းသားတယောက်ချင်းစီရဲ့ level ကိုလိုက်ပြီးတော့ဆရာဆရာမတွေကတယောက်ချင်းစီကိုလိုက်ပြီးတော့သင်ပေးတယ် training လုပ်ပေးတယ်ဗောနော်အဲ့ဒီချက်ကလည်းအားသာချက်ပါနောက်တစ် ချက်ကတော့ကျမတို့ PKD က COE အောင်ချက်အားကောင်းတာပေါ့နော် COE အောင်ချက်ဆိုတာကျမတို့ဂျပန်ကလာဝကနေပေါ့လာဝကနေပြီးတော့ပြန်လဲရွေးချယ်တယ်လူဝင်မှုကြီးကြပ်ရေးဌာနပေါ့နော်အဲ့ဒါကို COE လို့ခေါ်ပါတယ်အဲ့ဒါအောင်ချက်အားကောင်းပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျမတို့ကျောင်းရဲ့ဝန်ဆောင်မှုစရိတ်ကတက်တာပြီးတော့ဝန်ဆောင်မှုကောင်းတယ်ကဲရဲ့ရောက်သွားပြီဆိုရင်လေစိတ်မှာ ဗီဇာဝင်ပေးတယ်၊လေဆိပ်အဖို့ချိုတောင်းဝင်ယူပေးတယ်၊ဂျပန်ရောက်ရင်အသုံးပြုမယ်ဆင်ကတ်ရထားကတ်တွေအားစားလဲစီစဉ်ပေးတယ်။ဂျပန်ရက်ကွက်မှာ registration ပြုလုပ်တာတွေပြုလုပ်ပေးပြီးတော့နေစရာအဆောင်နေရာအစစီစဉ်ပေးတာပဲဖြစ်ပါတယ်ရှင်။ကျမတို့တောင်ကြီးတောင်ဝဲဖွင့်လှစ်ခြင်းအထိမ့်မှန်နေတယ်။ကျမတို့တောင်ကြီးတောင်ဝဲမှာ promotion လေးရှိတယ်ဆိုတာကိုလည်းသတင်းကောင်းပါပါရစေရှင်။ မတို့ရဲ့တောင်ကြီးကျောင်းပွင့်ပွဲအခမ်းအနားအတွက်ကျမတို့ကနိုဝင်ဘာ15ရက်နေ့ကနေစပြီးတော့ဒီဇင်ဘာ15ရက်နေ့ဒီကျောင်းလျှောက်ခြင်းနဲ့ကျောင်းသားတွေလာရောက်ကျောင်းအပ်နေမယ်ဆိုရင်ညီသည့် PKD ကျောင်းပွဲမဆိုကျမတို့ကကြိုက်ရ1 level ကို free တက်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ရှင်။တောင်ကြီးကျောင်းပွဲမှာညီငယ်ညီမငယ်များလာရောက်ကျောင်းတက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ ဂျပန်စာကိုစိတ်ဝင်စားတဲ့လူငယ်တွေလည်းအများကြီးပေါ့အဲ့ဒီအတွက်ကိုအာဒီမှာအခုလိုမျိုးလေးလာဖွင့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အရင်လဲဝမ်းသာပါတယ်ဒီထက်လည်းအောင်မြင်ပါစေလို့ဆုတောင်းပေးပါရခင်ဗျဟုတ်ကဲ့ပါ PKT ဒီတောင်ကြီး branch ကလည်းအများကြီးအောင်မြင်တူတက်ပါစီလို့ဆုတောင်းချင်ပါတယ်ခင်ဗျာတောင်ကြီးမြို့မှာတည်းမဟုတ်ဘူးပေါ့နော်အဲနောက်ထပ်ဒီတောင်ကြီးမြို့နဲ့အနီးပတ်ဝန်းကျင်အဲရှမ်းပြည်နယ်မှာလည်းနောက်ထပ်အကြောင်းခွဲတွေအများကြီးဖွင့်လှစ်နိုင်ပါစီလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ဒီထက်မကအများကြီးအောင်မြင်ပါစီလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်